တွေကလည်းအချင်းချင်းပေးတော့လေကိုရီးကလည်းဖြစ်စေချင်တာပေါ့ဟောနှစ်ယောက်ဆိုရမ်းလိုက်မှာပဲဆိုတော့အဲ့လိုမျိုးပေါ့ကိုရီးဖြစ်စေချင်တဲ့အရန်ညာစေချင်တဲ့ပေါ့နော်ပြောရမှာဆိုရင်အဲ့လိုမျိုးလေးအတိုင်းဖြစ်သွားတော့လေဟိုအရန်ပြောတယ်ကိုရီးလည်းပြိသက်တည်းကပြိသက်ပဲဆိုတော့လေအဲ့လိုမျိုးပြောတယ်အဲ့ဒါမမဆိုပြကချဲတယ်မမပါတဲ့တချင်းလေးဆိုပေးပါအောင်ဆိုအာမမအရန်ဆိုပေးမယ်လို့ပြောလိုက်တယ်အဲ့လိုမျိုးတမိုးထားခံရတဲ့အမျိုးသမီးတိုင်းကတော့ပေါ့နော်ပို့ပြီးတော့လဲလှပရတယ်ပို့ပြီးတော့လဲပျော်ရွှင်ရတယ်အဲ့လိုမျိုးသမီးကပျော်ရွှင်နေရကြည့်ရကြိုက်တယ်ကိုကိုတိုင်းဆောင်းဆိုရင်ကျတော့အရင်ကမပြုတ်ခြင်းပေါ့နော် pre wedding ပဲရိုက်မယ်ဆိုတဲ့အဖွဲတွေရပါလားဟုတ်ကဲ့ ချင်ရပါတော့เนาะငယ်စဉ်တို့ရဲ့ wedding ကိုရောက်နေပါတယ်။ Okay. wedding မှာတချင်းဆိုပါမယ်။ဟုတ်တချင်းဆိုပါမယ်ဟုတ်။ Okay. အဲ့တော့မဲတချင်းလေးရွေးထားတယ်အဲ့ဟိုပေါ့အချစ်တချင်းလေးပေါ့ဟုတ်တော့ချုံနေပြရမယ်ချုံနေစေရမယ်ကဲတခါကြီးပေါ့ဆိုအရင်လာတဲ့ဇုံတွေအရင်ဟိုချစ်စရာကောင်းတဲ့ဇုံတွေပေါ့နော်ကိုတွေအမြဲတမ်းဒီဟိုချစ်ခဲ့ရတယ်ပေါ့နော်မင်းသမီးလေးရဲ့ပွဲဆိုတော့လေအဲ့လိုမျိုးဒီနေ့အရင်ကိုပြောပါရဲဟုတ်တခါကြီးထက်လောင်ပြီးမှာပေါ့တခါကြီးထက်လောင်ပြီးမှာအရင် ဖြစ်တယ်လေဟိုအရင်လဲတံပိုးထားကြရတယ်ဗောနော်မမဆိုပြရလဲတကယ်ဟိုမှာအာနေရထိုင်တာလေးရလဲတိမ်မှုရပြီးတော့လေသူကအရင်သူ့သိပ်ရှိရဗောနော်တကယ်ဟိုတခါမှတော့သူတို့အဲရေးစားဖို့ကတော့တခါမှတော်ရမမြင်ဘူးအမြင်မမအမြင်သူဖေဖေမို့မမေအမြဲပါတော့လေအဲ့လိုမျိုးဖေဖေမေနဲ့မမြဲလာတော့ကိုရီးယားတော့ဗောနော်တဲ့ရင်တော့အဲ့လိုမျိုးပေါ့နော်ပြိတ္တတွေကလည်းအထင်ကြီးပေးတော့လေကိုရီးယားလည်းဖြစ်စေချင်တာပေါ့ဟောနှစ်ယောက်ဆိုရမ်းလိုက်မှာပဲဆိုတော့အဲ့လိုမျိုးပေါ့ကိုရီးဖြစ်စေချင်တဲ့ ဘောနော်အရန်ညားစေခြင်းနဲ့ဘောနော်ပြောရမှာဆိုရင်အဲ့လိုမျိုးလေးအတိုင်းဖြစ်သွားတော့လေဟိုအရန်ပြောရဲကိုရီလည်းပြိတ္တတဲ့ပြိတ္တပဲဆိုတော့လေအဲ့လိုမျိုးအရန်ပြောပြီးတော့အဲ့လိုမျိုးတကယ်ဆိုတဲ့အချိန်မှာလေအဲ့လိုပြောရဲအဲ့ဒီမမဆိုပြအချဲတယ်မမပါတဲ့တခြင်းလေးဆိုပေးပါအောင်ဆိုအာမမအရန်ဆိုပေးမယ်လို့ပြောလိုက်တယ်အဲ့လိုမျိုးဟုတ်အရန်ဝမ်းတာဗောအဲ့၁၄၁၄ရက်နေ့ဘာပွဲလာလာလက်မခံတော့ဘူးဒီပွဲပဲဆိုမယ်ဆိုပြီးအဲ့လိုမျိုးဟုတ်မိန်မဲနော်မိန်မဲ ်ကြည့်ကျင်နေပြီရမ်းကြည့်ကျင်နေပြီဟုတ်ရမ်းပွဲတိုင်းလာတယ်နော်ဟုတ်တယ်ပွဲတိုင်းလာတယ်ဟုတ်ကြည့်ပြတယ်အဲ့လိုမျိုးပီတိဖြစ်တာပေါ့နော်။ဘာဖြစ်လဲအရင်လဲဟိုတံပိုးထားခံရတယ်ပြီးတော့မျိုးသမီးတယောက်နေနေဆိုလဲအခုဆိုလဲမင်္ဂလာပွဲဆိုလဲជីជីជីရဲ့ခင်ခင်နာနာလေးအဲ့လိုမျိုးဆောင်ရတယ်။မင်းသမီးတယောက်ပေါ့နော်အထူးသဖြင့်မင်းသမီးလေးလည်းဖြစ်တဲ့အခါကျတော့ဟိုအရင်ဟိုလိုက်ဖက်တင့်တယ်နေအဲ့လိုမျိုးဖြစ်နေပေါ့ဟုတ် တမိုးထားခံရတဲ့အမျိုးသမီးတိုင်းရတော့ဗောနော်ပို့ပြီးတော့လဲလှပရတယ်ပို့ပြီးတော့လဲပျော်ရွှင်ရတယ်အဲ့လိုမျိုးသမီးအားလုံးအဲ့လိုမျိုးအဲဗောတကယ်ကိုမှကိုယ့်ချစ်တဲ့ယောက်ျားရင်းနဲ့ပဲရစေချင်ပါတယ်လို့ဟုတ်။အားကျစိတ်ကမရှိဘူးလား။ချဲကဘယ်လိုပြမလဲအားကျလဲအဲ့လိုမျိုးကိုကြတော့လဲနည်းနည်းစောပါသေးရယ်နော်။ငယ်သေးရယ်နေပါအောင်။အဲ့ကိုကြတော့ပြင်းတယ်သူများကိုကြည့်ရတာပဲကြိုက်တယ်။အခုဆိုသူများမင်္ဂလာဆောင်သူများရဲ့လှနေရကြည့်ရကြိုက်တယ်။ တမန်ပြောရှင်နေရာကြည့်ရကြိုက်တယ်ကိုကိုတိုင်းဆောင်းဆောင်ကျတော့အိမ်တော့မပြူးကျင်ဘောနော်ပရီဝယ်ဒင်မဲ့ရိုက်မယ်ဆိုတဲ့အဖွဲရေရပါလားဟုတ်ကဲ့ပရီဝယ်ဒင်တော့အဲ့လိုမျိုးရိုက်ချင်တယ်ဒါပေမဲ့တကယ်ယူဆိုရင်အိမ်တော်တစ်ခုကိုဘောနော်ကိုကဒီ အဲအိမ်အောင်ပြုတ်ရတာအဲ့လောက်မလွယ်ဘူးလို့ထင်တယ်လူသားနှစ်ဦးပေါင်းဆက်တာပြောချင်တာချစ်သူကြီးစားပွားမဟုတ်ကွာလင်မယားဆိုတော့လေတယောက်တယောက်နားလည်မှုတွေထားရမယ်အဲမျိုးသမီးတယောက်နေနေဆိုလဲငါမိန်းမပဲဆိုရဲမမနာဆိုတာထက်ချစ်သူကြီးစားနှစ်ဦးနှစ်ဖက်ပေါ့နော်အဲကိုလင်လင်ယောက်ျားပေါ်မှာလဲကို respect ထားပြီးတော့တယောက်တယောက်အဲ့လိုညှိနှိုင်းရမယ်အပိုင်းတွေပါခါကြတော့အိမ်အောင်ပြုတ်ဖို့ဆိုတော့တော်တော်စဉ်းစားရမှာပေါ့ဟုတ်